ကျွန်တော်ရဲ့မိစေများအလုံးမင်္ဂလာပါကျွန်တော်တို့အပတ်စဉ်တောက်ကြနေညနေ6:00နာရီတွင်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်ခုနကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်ပြီးကြတဲ့ဗတ်ဒီတော့ကတော့အချိန်မလုံလောက်တဲ့အတွက်ကျွန်တော်ဟောစရန်လေးမရိုက်ကူးဖြစ်ပါဘူးဒီတစ်ပတ်မှာတော့ဒါမားတဲ့ကြားရရလဲခုနရဲ့သားသမီးတွေအတွက်ဆိုပြီးတော့အမြဲတမ်းကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူးပေးခြင်းဖြစ်ပါတယ် အဲ့တော့ဟောသရမ်းစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေတရင်စကားလေးတွေပါနေတာပေါ့နော်နံပါတ်1ကတော့ကျွန်တော်ယူရိုမင်္ဂလာချမ်းကိုဗိုလ်တော်ဦးနေရာလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပေးနေပါတယ်အဲ့တော့ယူရိုမင်္ဂလာချမ်းကိုလာခြင်းနဲ့ဆိုရင်အဲဗိုလ်တော်ဦးနေရာအားနေလွဲရင်ကျန်တဲ့ရက်တွေမှာလာနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကိုအကြောင်းမျိုးမျိုးနဲ့မလာနိုင်တဲ့လူတွေပေါ့မလာရောက်နိုင်တဲ့လူတွေရက်ဝေးကနေပြီးတော့ ဗီဒီမေးလို့ရလားအွန်လိုင်းကနေပြီးတော့ဗီဒီမေးလို့ရလားဆိုရင်ရပါတယ်အဓိကတော့ Viber နေမိတာပါပဲเนาะအာကျွန်တော်ရဲ့ Viber နံပါတ်ကတော့39692395လုံး9ပါအဲ့ဒီနံပါတ်ကနေပြီးတော့ကိုယ့်ရဲ့အကူအညီရယူလိုတဲ့ကိစ္စတော့เนาะအခက်အခဲတော့နောက်ဗီဒင်ဟော့စရန်တို့တနစ်စာဟော့စရန်တို့အဲ့လိုမျိုးလေးတွေကျွန်တော်တို့တန်းပြီးတော့မေးလို့ရပါတယ်တနစ်စာဟော့စရန်မေးတဲ့အထက်မှာလည်းပဲကိုယ့်ရဲ့အခက်အခဲတွေအိမ်ရောက်ထွက်ကျင်တာတို့ကားရောက်ထွက်အိမ်နောက်ရေးအစီအမံပြေစသဖြင့် ကိုအကူအညီတောင်းနေတဲ့ကိစ္စတွေကိုကျွန်တော်တို့အဲ့ဒီအထက်မှာမိသူမသူမေးလို့ရတာပဲเนาะဟောဒရန်ကိုကျွန်တော်တို့ချက်ချင်းတော့ပြန်မပို့နိုင်ဘူးပေါ့အနည်းဆုံး3ရက်ကနေပြီးတော့5ရက်အတွင်းကျွန်တော်တို့အရောက်ပြန်ပို့ပြီးမှဖြစ်ပါတယ်ကလေးနာမည်ပေးသည်လုပ်ငန်းနာမည်ပေးသည်လည်းမေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ Fiverr နဲ့မေးနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့လာစဉ်လာတိုင်းတရက်နေ့တိုင်းဘီရင်လက္ခဏာသင်တန်းရှိပါတယ် ဒါတော့အခြေခံအဆင့်ပေါ့နော်သင်တန်းရှိပါတယ်တရက်ကနေပြီးတော့ရှေ့ရက်တာပေါ့ရှေ့ရက်ဒီဒီကျွန်တော်တို့ခြံမှာနေရမှာပေါ့သင်တန်းကြီးပါကြီးနာကြီးတော့မရှိပါဘူးမနေ့ကနေ့တည်းသာညနေသာအားလုံးကိုကျွန်တော်တို့ယူရောမင်္ဂလာကျမ်းတာဝန်ယူတယ်အဲ့တော့ဒသုံးတရားသောသူဟာဘေရင်အတက်ဂမ်ဘီရာအတက်လောကီပညာအတက်တွေကိုသင်ယူခြင်းနဲ့တမ်းမြောက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာကျမ်းကလစဉ်ဖွင့်တဲ့လစဉ်လာတိုင်းတရက်နေ့တိုင်းသင်တန်းဖွင့်တဲ့အခြေခံအဆင့် ပထမပေါ့နော်ပထမဆုံးအခြေခံအဆင့်ကိုစတင်ပြီးတော့ဆက်သွယ်ပြီးတော့တက်ရောက်နိုင်ပါတယ်။အဲတော့ကျွန်တော်တို့အဘဆရာကြီးမင်းသင်္ကာရဲ့ကြီးနေဗရာပြီးပေါ့ဆိုဘီလီတွေနောက်ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေနောက်ဝါစိမ့်နေအင်းစမဖြောင်းနိုင်လေးတွေနောက်ရောင်းမလေးတွေဒိုးကလေးတွေစသဖြင့်အဆောင်ရရာပြည်သီးလေးတွေအလိုရှိတယ်ဆိုရင်လည်းဒီလိုမဆိုကျွန်တော်တို့ဒါ fiber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော် အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ဟောဒနာအစီအစဉ်လေးစပါမယ်တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့တဲတော့ချိုးလိုက်အောင်မနော်တဲတော့ကကကျွန်တော်တို့ရှေ့မှာမချတာကျွန်တော်တက်တော့ရဲ့ policy နဲ့ညှိလို့ဖြစ်ပါတယ်အဲ့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြာလာတဲ့တဲတော့နမိတ်ရဆိုတော့ရွှေကလတ်ခုနှစ်လုံးစံနမိတ်ပါ ဒီနွေကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်။ဒါကြောင့်တင်းငွေသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်။ကိုယ့်ရဲ့မျောလင်းချက်တွေပြေးသွားတာပေါ့။နောက်ကိုလိုရှိတဲ့အရာတွေဖြစ်မှုရတာ။ကိုဖြစ်ကျင်တာတွေဖြစ်ခွင့်ရတာ။ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာမဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်။အဲတော့အလုံးလျှောက်ထားပြီးတော့အလုံးရဖို့အတွက်စောင့်ဆိုင်နေတဲ့တင်းငွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်တယ်။နောက်တစ်ခုက နိုင်ငံသွားဖို့ကြိုးစားနေတဲ့လူဆိုရင်နိုင်ငံသွားဖို့ကိစ္စတွေအဆင်ပြေတတ်တယ်။အလုံးမှာယာတုတိုးခြင်းတွေလာတာတိုးခြင်းတွေနေရာကောင်းရာချင်းတွေအတွက်မျော်လင့်ဆောင်စားပြီးတော့ကြိုးစားအထုတ်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ရည်ရွယ်ချက်ရည်မှန်ချက်တွေပြည့်နိုင်ပါတယ်။အောင်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေခြင်းတွေကံကောင်းခြင်းတွေရနိုင်တဲ့အချိန်ကာလဖြစ်တယ်။အကောင်ဝိုင်းစီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေပြီးတော့ အဆင်ပြေခြင်း၊ကံကောင်းခြင်း၊စိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံတယ်ပေါ့။အဲတော့အပြောရရင်တော့တနင်္ဂနွေသားသမီးတွေကအလုပ်ကံကောင်းတယ်။နှလုံးစတဲ့နေရာမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်းပါတယ်။နောက်တစ်ခုကဝန်ထမ်းအလုပ်တွေလည်းပါတယ်။အလုပ်နဲ့ပတ်သက်တဲ့ကံသာတာတွေထူးထူးခြားခြားကောင်းမွန်တဲ့ကံသာတာမျိုးရှိပါတယ်။နံပါတ်၄ကမိသားစုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်သူကဟာမစ်ဆိုတာယတိပါဒါကြောင့်သူရဲ့နမိတ်ရာဆိုရင်မိသားစုတွေကိုကုညီပံ့ပိုးပေးနိုင်တဲ့လူတွေ နောက်ဆွေမျိုးသားချင်းတွေကိုကူညီပံ့ပိုးပေးနိုင်တဲ့လူတွေဖြစ်မယ်။လမ်းပြပေးနိုင်တဲ့လူတွေဖြစ်မယ်။မိသားစုဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကကင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြောင့်ဆွေမျိုးသားချင်းတွေနဲ့ဘူဒေပေါင်းဆက်ဆက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့ကျယ်ပွင့်နမိတ်ပေါ့နော်။ကျယ်ပွင့်နမိတ်ကလည်းအင်တာမကောင်းပါ တော့လူမှုရေးနဲ့ပတ်သက်ရင်အတိုက်ခိုက်ကင်းတယ်လူချင်းလူချင်းများမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေတာပေါ့နောက်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှကြတော့ပို့ပြီးတော့ကောင်းမှုရှိတာပေါ့ငွေချင်းကံတရားတွေကောင်းမယ်ငွေချင်းနဲ့ပတ်သက်ရင်တော့ queen စွာခွက်ပြင်းမှဆိုတဲ့နမိတ်ဆိုတော့တော်လေးကောင်းပါငွေချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတို့စိတ်ပျော်ရွှင်ရခြင်းတို့ပျော်ရွှင်ချမ်းမြေ့ရခြင်းလူရာပြည့်စုံခြင်းတွေဖြစ်မယ် တော့ရရကြီးတဲ့ငွေတွေချောချောမမောရပြီးတော့ပေးစရာရှိတဲ့ငွေတွေလည်းပဲချောချောမမောပေးနိုင်တာပေါ့။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးနည်းနည်းခြူကြတတ်တယ်နည်းနည်းလေးညံ့တတ်တယ်။ဒါတော့မှရရင်စိုးစိုးရွားရွားကြီးအညံ့အခိုက်တွေတည်တည်မမအညံ့အခိုက်တွေတော့မရှိပါဘူး။အပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သင်တန်းကိစ္စ၊စာဝတ်ဖြစ်စခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှာကြတော့ဟိုကကိုစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်နိုင်တာပေါ့နော် လူလင်တယောက်ကကျဲပွင့်တွေကိုထွင်းထူးနေတဲ့နမိတ်ဖြစ်ပါတယ်။အောင်မြင်မှုတွေကိုကိုယ်တိုင်ထွင်းထူးတာပါ။ဒါကြောင့်ပညာရေးကိစ္စတွေမှာသင်တန်းကိစ္စစောင့်ဝတ်ပြေသူခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှာသူတို့ကြောင့်အောင်မြင်မဲ့ကံစားတာမျိုးတွေရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့နမိတ်လည်းတင်းငလေသားသမီးတွေအတွက်ကောင်းပါတယ်။အဲတော့မဆိုးဘူးပေါ့နော်။ဒါကြောင့်မလို့တင်းငလေသားသမီးတွေအတွက်အခြေအနေကံစားတာကောင်းတယ်။ချစ်သူမရှိသေးတဲ့လူကချစ်သူရတတ် အိမ်အောင်မကြသေးတဲ့လူကအိမ်အောင်ကြတတ်တယ်။နောက်စေသက်ကြောင့်လန်းကိစ္စတို့မင်္ဂလာကိစ္စတွေထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့အားလုံးကိုခြုံငုံသုံးသပ်ရင်တနင်္ဂနွေသာသမီတွေအတွက်အင်မတန်မှကံစားတာကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နော်။အဲတော့မိမိတို့စီပွားရေးတွေအလုတ်ဂိုင်းတွေအကြံစီတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအာတွေးဟာဖြစ်နေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါလေနော် တွန်းတွန်းတိုက်တိုက်လေးကိုလှုပ်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်။ဟောတင်းကလေးသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတယ်၊ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့အငီယောင်နဲ့အဝါယောင်နဲ့ကောင်းပါတယ်။အဲ့တော့အကြောင်းတိတ်ကအကြောင်းကြီးငယ်ကိစ္စရှိတဲ့ကအငီယောင်လေးတွေအဝါယောင်လေးတွေဝတ်ပါ။နော်တင်းကလေးသားသမီးတွေအတွက်အကျိုးပေးတယ်ဟိုကံကောင်းစေတဲ့ခဏန်းနံပါတ်လေးတွေခဏန်းလေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့1 5ပေါ့တင်ခဏန်းနဲ့ ငါကနန်ဟာအကျိုးပေးပါလေ။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံတို့ခေါဆွဲကပ်ပါတဲ့နော်။တနင်္ဂနွေသားသမီးတွေမကောင်းတဲ့ကံစားတာလေးတွေအညံ့အခိုက်လေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးတွေရရှိစေမှာဖြစ်ပါလေ။ပြောရမိတ်ဆွေတနင်္ဂနွေသားသမီးတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ဒုက္ခကြေဝင်းဆိုတဲ့တေရောနမိတ်ကိုရိုက်ကူးပြီးတော့တင်ပြလိုက်တာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးပြောရမိတ်ဆွေအပေါင်းလည်းပဲတကယ်လို့ ျွန်တော်ဒီမှာဘေးလီမေးကျင်တာလေးတွေရှိမယ်ရရာကူညီရယူကျင်တာလေးတွေရှိတယ်ဆိုရင်လဲဒါဘိုက်ဘာနေပြီးတော့เนาะရင်းရင်းနီးနီးနဲ့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်တကယ်လို့ကျွန်တော်တို့မော်ဘီကိုလုံကွင်းမှတ်တိုင်မော်ဘီတိုးကိန်နာမှာပေါ့เนาะကိုလုံကွင်းမှတ်တိုင်ပိနေကုန်းဆိုတဲ့ခြေရွာအဲ့ရွာမှာကျွန်တော်ရဲ့ယူရောမင်္ဂလာချန်တည်ရှိပါတယ်အဲ့ဒီယူရောမင်္ဂလာချန်ကိုကိုတိုင်ကိုကြလာပြီးတော့ ရရာကိစ္စတွေဆောင်ရွက်ခြင်းလဲဆိုရင်လေကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာမြည်သူမဆိုအခမဲ့ရရာလာပြီးတော့ခြေနိုင်ပါတယ်နော်။နောက် online တွေဘေးရင်မေးခြင်းလဲဆိုရင်လဲမေးလို့ရတယ်။တချို့ကိုယ်တိုင်ဘေးရင်အတက် login ပညာအတက်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းလဲဆိုရင်လည်းပဲလာတဲ့လာတိုင်းဖွင့်တယ်တရက်နေ့သင်တန်းတွေလဲလာပြီးတော့အခြေခံအဆင့်စပြီးတော့သင်တန်းတွေစပြီးတော့တက်နိုင်ပြီဆိုတဲ့အကြောင်းအားလုံးကိုသတင်းကောင်းပါပါတယ်။အဲ့တော့ကျွန်တော်တို့ မိတ်ဆွေအားလုံးကိုကြမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံပါစေလူရဆန္ဒတွေလည်းပြည့်စုံပါစေနော်အားလုံးကြံနိုင်အောင်ဆောင်နိုင်မြတ်ကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့သလိုက်ပါပဲ။